သိပ်ရှိကိုပိတ်ပင်ထရအစိုးရဖွဲ့အချင်းစားနေအမျိုးသားလုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေကြောင့်တရုတ် AI chess book သိရှိကိုထရအစိုးရဖွဲ့ပိတ်ပင်ဖို့ချိန်ဆနေကြောင်းပြောကြားလာတာကို Wall Street Journal သတင်းဖော်ပြချက်အရအသိရပါတယ်ဒေပရှိဟံတယောက်ထုတ် AI model တစ်ခုဖြစ်တာကြောင့်ဤပညာပိုင်းဆိုင်ရာကနေတစေ data အချက်အလက်တွေဖောက်ထွင်းယူမှာကိုစိုးရိမ်တာကြောင့်အခုလိုပိတ်ပင်မှုဆွေးနွေးနေတာဖြစ်ကြောင်း Trump အစိုးရဖွဲ့ကပြောကြားလာပါတယ် လက်ရှိမှာ The Ship ကိုတရုတ်နိုင်ငံရှိ server တော်တော်များများမှတွင်ကျဲစွာအသုံးပြုနေကြတာဖြစ်ပြီးအသုံးပြုသူဒေတာတွေကနေတဆင်အမျိုးသားလုံခြုံရေးဆိုင်ရာပြဿနာဖြစ်ပေါ်လာမှာကိုအမေရိကန်တာဝန်ရှိသူတွေကအစိုးရနေကြပါတယ်အမေရိကန်ပြည်ထောင်စုရှိဆိုရဆက်ပစ္စည်းတွေမှာဒေပရှိညာရီသူဆော်ဝဲကိုတောင်းလို့ဆွဲခြင်းနဲ့အသုံးပြုခြင်းတို့ကိုတိုင်းမြင့်နိုင်ဖို့အတွက်ပြည်내ရှိနေ20ဖွဲ့ကလွတ်တော်ကိုအစိုးပြုတိုက်တွန်းထားတာဖြစ်ပါတယ် အမေရိကန်ခြေဆိုင် cloud ဝန်ဆောင်မှုပေးသူတွေကလည်း deep shit AI model တွေနဲ့ပတ်သက်ပြီးကက်တက်မှုတွေပြုလုပ်ဖို့စဉ်းစားနေတယ်လို့သိရပါတယ်။ deep shit ဟာပြီးခဲ့တဲ့စန္ဒဝါရီလကတည်းကပေါ်ထွက်လာခဲ့တာဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာ stock share ဈေးကွက်တွေကိုလှိုင်းလုံးသဖွယ်ရိုက်ခတ်နိုင်ခဲ့တယ်လို့အမေရိကန်ခြေဆိုင်နည်းပညာကုမ္ပဏီများစွာကလည်းအချင်းချောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အချိန်ခဏလေးအတွင်းမှာဈေးကွက်အများပြားကိုလွှမ်းမိုးထားနိုင်ပြီးမြင့်မားတဲ့စွမ်းဆောင်ရည်တွေကြောင့်လက်ရှိမှာ AI နည်းပညာနဲ့ပဲကယင်းဒီမြောက်နှံသူအများပြားကလည်း deep shade ကြောင့်ဈေးကွက်တန်ဖိုးကျဆင်းနေမှုနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေဖြစ်ပေါ်နေကြပါလိမ့်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။